မဝမှာဘယ်သူမှသာဝရအစဉ်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတောင်းမှာအစဉ်မပြေတဲ့အခါရှိဆုံးမဆိုင်တဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မျက်တာမြင်ရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ချီးညူလေးစားမှုကျိုးဆုံမှုကိုခံရတဲ့အခါရှိတယ်လို့ကျုံတဲ့လူတွေရဲ့ဆဲရီတိုင်ထွာမှု ချိန်ချောက်ခံရမှုဆိုတာဒီလည်းပဲကြုံရတာမြတ်စွာဘုရားကိုယ်တိုင်ကိုပဲအစင်မပြေမှုတွေဘဝမှာကြုံတွေ့ရအဲ့ဒီအစင်မပြေမှုတွေဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေဒါဖြစ်လို့မာနဖြတ်ကျော်လို့ဆိုဒီခဏချင်းခွလွတ်ခြင်းနဲ့ပဲဖြတ်ကျော်တခါတော့မြတ်စွာဘုရားမိကြခဲ့တဲ့စကားလေးဟာဘုန်းကြီးတို့တွေမှတ်သားပြီးတော့လိုက်တာဆရာကောင်း အဟနာကောဝတ်တင်ကမေသဗ္ဗတောပဋိတံတရအတိဝါကြံဒီတိတ်ခေတံဒုတိလောဟိဘောဇနောဆိုတာဘာဟာစပွဲဝင်တဲ့စမျက်နှာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့စင်မြောင်ကြီးတို့ပဲစပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့စင်မြောင်ကြီးတို့ပဲ သဗ္ဗတောပဋိတန္တရာဟောဒီကနေ့ပြလိုက်တဲ့မြားတန်နေလန်နေမြားတွေအဝေးကပြလိုက်တဲ့အရာတွေဟာဆင်းရဲကိုယ်ပေါ်မှာနာကျတာတွေအများကြီးပဲအော်ဆင်းရဲခန္ဓာကိုယ်ပေါ်မှာလာဆိုင်တယ်ခန္ဓာကိုယ်ဝတ်တင်ကမေသဗ္ဗတောပဋိတန္တရာအဲ့ဒီလိုခန္ဓာကိုယ်ပေါ်ရောက်ရှိလာတဲ့ စုဝဲလာတဲ့လေးတံများတာအဲ့ဒါတွေကိုသိခံပြီးအောက်ဤသိခံပြီးလောကမဲ့အလုပ်ကိုဆက်လုပ်တယ်။နောက်မဆုံးဘူးအတိဝါကြံတိတိခိတ္တလူတွေရဲ့စောကမောကပြောဆိုတဲ့စကားတွေကိုငါသိခံတယ်သိခံပဲ။ဘာကြောင့်လို့ဆိုရင်ဒုတိလောဟိဟောဆိုတော့လောကလူများစုက ုချက်တရားမကောင်းကြဘူးကိုချက်တရားမကောင်းတဲ့လူတွေချားတယ်မှာတိခတ်နေမှာတပါးတခြားလောက်ဆရာမရှိဘူး